အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းနဲ့ဇလန်းလေးတစ်ပုဒ်ကတော့မိမယူခြင်းနေတဲ့ဖုန်ကြီးကိုတရားပြခဲ့တဲ့နှစ်သားအကြောင်းပဲဖြစ်ပါတယ်အကြောင်းလည်းမစတဲ့ခင်မှာကျွန်တော်တို့ Channel ကို Subscribe လုပ်ရသေးရင်လုပ်သွားပြီးအသစ်တန်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့မြစ်တဲ့ရခင်ချင်ပါတယ်ဟုတ်ကဲ့အကြောင်းလည်းမစတင်လိုက်အောင်ဆရာတော်အုံးကယဟန်ဝါအရာတော်တော်ရနေပြီဖြစ်ပေမဲ့ဒီချိန်တခါမှတော့ဒုတင်ဆောင်မထွက်ဘူးသေးပါဘူး ယခုနှစ်မှာတော့အခွင့်အကောင်းတည်းရရခဲ့ပါတယ်။အကြောင်းကဆရာတော်အုံးကသူ့ရဲ့ဆရာသမားဖြစ်တဲ့ဆရာတော်ထောင်တဲ့အတူဝါရင်ယဟန်တပါဖြစ်တဲ့ဆရာတော်ဂျွိုင်းတို့ ਨੇ ဒုတင်ဆောင်ခကြီးထွက်ခွင့်ရခဲ့တဲ့အတွကြောင့်ဖြစ်ပါတယ်။ယဟန်တော်သုံးပါးကမြောက်ပိုင်းဒေသချင်းမိုင်ပြည်နယ်ကိုဒုတင်ကြွချီလာပြီးတော့တောင်ပေါ်ရွာလေးတရွာအနီးမှာတောအုပ်တစ်ခုမှာတော့တိရွတ်တဲထိုးပြီးတော့သတင်းသုံးနေကြပါတယ်။ဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့ဒေသခံချို့ကယဟန်တော်များကြွလာတာကိုမြင်တဲ့အခါမှာတော့ တရားတရားထက်သန်လာပြီးတော့ကုသိုလ်ကောင်းမှုများပြုလုပ်လိုကြပါတယ်။ဒါကြောင့်သူတို့ကရရှိနိုင်တဲ့ဆုံးဟင်းတွေကိုယဟန်နေကြွအလားစောင့်မျှော်ပြီးတော့ကတ်လူကြပါတယ်။ယဟန်တော်သုံးပါးကဆုံးခံပြီးတဲ့နောက်မှာတော့အဖိုးအတူနဲ့သူ့ရဲ့သမီးတို့ကဆုံးဟင်းများလာရောက်ကတ်လူကြပါတယ်။အကြောင်းကယဟန်တော်များဆုံးခံကြွနေတဲ့တုန်းကမမီရွဲအတွက်ကြောင့်နောက်ကနေလိုက်လာပြီးတော့ကတ်လူရခြင်းဖြစ်ပါတယ်။တပည့်တော်နဲ့သမီးလေးဆုံးနှမ်းမမီလိုက်လို့နောက်ကနေလိုက်လာပြီးတော့ကတ်လူတာပါဖေ။တာရုပါတကတော့ ဒီရွာမှာသာသနာကိုယုံကြည်ကြတဲ့သူတွေကအများကြီးပဲနော်ဆရာတော်ဒီတောနဲ့ဘုံမှာယဟန်တော်တွေကမကြခဏဆိုသလိုတိရွယ်သွဲထိုးပြီးတော့သတင်းသုံးနေကြတာကြောင့်ရွာသားတွေကအမြဲဆုံးကတ်လူဝင်ရနေတာဖေဟာဒီနေရာကိုဘာလို့တောနဲ့ဘုံလို့ခေါ်လာလဲတကားရွာသားတွေကဒီနေရာမှာနှက်တွေအများကြီးရှိတယ်ဆိုပြီးတော့ယုံကြည်ကြလို့တောနဲ့ဘုံလို့ခေါ်ကြတာဖေဟာပြီးတော့နှက်တွေကလည်းအန်ဒီယံမျိုးမျိုးကြုံလာတဲ့အခါမှာယဟန်တော်တွေကိုအမြဲတမ်းကူညီဆောင်ရှောက်ပေးကြပါတယ်ဖေဟာ ဆရာတော်ထောင်းနေဆရာတော်ဂျွိုင်းတို့ကအဖိုးအိုရဲ့စကားများကိုအာယုံဆိုင်ပြီးတော့နားထောင်နေကြပါလေဒါပေမဲ့ဆရာတော်အုံးရဲ့စိတ်အာယုံကတော့မတီးမငြိမ်ဖြစ်နေပါလေအချောင်းကအဖိုးအိုရဲ့သမီးကိုမြင်မြင်ချင်းပဲ၎င်းတို့ကအရင်ဘဝကလေးကတီကျွမ်းခဲ့ဘူးသူများတကယ်တော့ခံစားလာရခြင်းကြောင့်ဖြစ်ပါလေတောင်ပေါ်သူလေးကလည်းအဲ့ဒီနည်းသူခံစားနေရပါလေဒါပေမဲ့ဆရာတော်အုံးကအခုချိန်မှာမိမိမှာသတိရှိနေတဲ့အတွက်ကြောင့်မိမိကယဟန်ဘဝမှာပဲရှိနေသည်ကိုသိပြီး အဲ့လိုအတွေးများကိုတားဆီးရန်စူးစမ်းနေခဲ့ပါတယ်အဲ့ဒီတားအဖပြန်သွားပြီးတဲ့နောက်မှာတော့ယဟန်တော်သုံးပါကမိမိတို့ယဟန်ဝတ်နဲ့အညီပုံမှန်အတိုင်းတရားစောင့်တည်နေကြပါတယ်ညနေပိုင်းမှာလည်းပုံမှန်အတိုင်းတရားထိုင်ခြင်းလမ်းလျှောက်တရားအထုတ်ခြင်းတို့ကိုပြုလုပ်ကြပါတယ်ဒါပေမဲ့ဆရာတော်အုံးမှာတော့စိတ်အေးချမ်းမှုမရှိပဲစိတ်အာရုံတွေမတည်မငြိမ်ဖြစ်နေပါတယ်ဘလို့ပဲတွေးတော်ဆင်ခြင်နေပါစေအဲ့ဒီမိန်းကလေးရဲ့မျက်နှာကိုပဲမြင်ရောင်နေမိပါတယ်ဆရာတော်အုံးက ဒီလိုအခြေအနေမျိုးကိုရပ်ပေါင်းများစွာကြုံတွေ့နေရပါတယ်။အထူးသဖြင့်နတ်နတ်ပိုင်းမှာရွာကိုဆွန်းခံကြွတဲ့အခါမှာတော့အဲ့ဒီအမျိုးသမီးကနေတိုင်းဆွန်းလာကလေးရှိပါတယ်။အဲ့လိုဆွန်းလာကတိုင်းလေဆရာတော်အုံးကပို့ပို့ပြီးတော့စိတ်လှုပ်ရှားလာပါတယ်။တညမှာတော့ကိလေသာက၎င်းရဲ့စိတ်ကိုဝင်ရောက်ပြီးဆိုးမှုလာပါတော့တယ်။အဲ့ဒီအခါဆရာတော်အုံးကလူဘဝကိုတောင်းတလာပြီးအเจ้าကိုပြန်ရောက်ရင်တော့ လူထွက်မယ်ဆိုပြီးစဉ်းစားလိုက်ပါတော့တယ်။သူစဉ်းစားပြီးတော့မကြခင်မှာပဲတောင်ပေါ်သူလေးရဲ့အတန်ကိုကြားလိုက်ရပါလေ။ဆရာတော်ဆရာတော်ဆရာတော်အုံးကညာနဲ့တကောင်မှာအဲ့ဒီအမျိုးသမီးရဲ့အတန်ကိုကြားလိုက်ရတဲ့အတွက်ကြောင့်အလွန်အံ့အားတင်သွားပါလေ။ဆရာတော်ကတိတ်ရွတ်တဲကိုဖွင့်ပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာတော့ဆရာတော်ထောင်းတယ်။ဆရာတော်ဂျိုင်းတို့ကသူတို့ရဲ့တိတ်ရွတ်တဲများမှာတရားအထုတ်နေကြကိုတွေ့လိုက်ရပါလေ။ဒါကြောင့် ဆရာတော်အုံးကတတိလလွတ်နဲ့အဲ့ဒီအမျိုးသမီးရှိရာကိုထွက်သွားပါတော့တယ်။အဲ့ဒီချိန်မှာဆရာတော်အုံးကမိမိရဲ့တတိကိုမထိနိုင်တော့ဘဲအဲ့ဒီအမျိုးသမီးနဲ့နှစ်ယောက်ထဲတွေ့ဆုံရန်မတင်တော်ကြောင်းကိုလည်းမေးလျော့သွားပါတော့တယ်။တောင်ပေါ်သူလေးကကြီးမားတဲ့တိပိအောင်မှာပြုံးပြီးတော့စောင့်နေပါတယ်။ဒကမာလေးဘာများရှိလို့ဒီလောက်ညနေမှရောက်လာတာလဲ။ကျမအိတ်လို့မရဘူးဆရာတော်။မျက်လုံးမိတ်လိုက်တိုင်းဆရာတော်မျက်နှာကိုပဲမြင်နေတာ။ဆရာတော်လည်းကျမလိုပဲခံစားနေရမှာပဲနော်။ငါ ငါကယဟန်ဘွားမှာပဲရှိနေကြတော့ဘယ်လိုခံစားရလဲဆိုတာမပြောပြနိုင်ဘူးဒီကံမလေးဒါဆိုဆရာတော်လူွက်လဲပြီးတော့လူဘွားမှာအတူတူနေကြမလားဆရာတော်လူထွက်မဲ့ရက်ကိုစောင့်နေမယ်လေအသက်ကြီးတဲ့အထိစောင့်နေမယ်တောင်ပေါ်သူလေးရဲ့စကားအဆုံးမှာတော့သူမရဲ့မျက်နှာကပြောင်းလဲသွားပါလေလှပတောက်ပနေတယ်အသားရည်နဲ့မိန်းကလေးကနေအရေးเจ้าနေနဲ့အဖွားကြီးကိုတယောက်အဖြစ်ပြောင်းလဲသွားပါတော့တယ်ခါကုန်းပြီးတော့စပင်းနေလဲဖြူလာပါတယ်မျက်လုံးတွေကဝါးနေပါတယ်သူကဆရာတော်အုံးကိုထိတ်လန့်စရာအပြုံးတစ်ခုပြုံးပြပါတယ် ပြီးတော့မြေပြင်ပေါ်ကိုလဲကျသွားပါတော့တယ်ခန္ဓာကိုယ်ကလည်းဖောင်းကားပြီးတော့အစိမ်းရောင်ငွေတွေထွက်လာပါတယ်အနံဆိုးတွေလည်းထွက်လာပါတယ်ပြီးတော့တဖြည်းဖြည်းနဲ့မြေမုံတွေအဖြစ်ကိုပြောင်းလဲသွားပြီးတော့မြေကြီးတဲကိုဝင်ရောက်ပျောက်ွယ်သွားပါတော့တယ်ဆရာတော်အုံးကအရန်ကိုထိတ်လန့်သွားပါတယ်ဘာတွေဖြစ်ပျက်နေရလဲဆိုတာလည်းမတွေးနိုင်တော့ပါဘူးဘယ်ဘက်ညာဘက်ကိုလှည့်ကြည့်တော့လဲအမှောင်ထုကိုပဲမြင်ပါတယ်ဒါနဲ့တိရွတ်တဲစီကိုအ мян ပြေးပြီးပြန်ဝင်လာပါတယ်တကယ်တော့အဲ့ဒီမျိုးသမီးက လူလားတဆေလားဆိုတာကိုပါတန်တရားဝင်နေပါပြီ။ဘာလို့မျက်နှာကတလောက်ကြောက်စရာကောင်းနေရလဲ။နေခင်းဘက်တုန်းကတွေးကြရတဲ့မျက်နှာလှလှလေးနဲ့ဘာလို့တစက်မှမတူတာလဲ။ဒါမှမဟုတ် तू ကငါအသက်ကိုလာယူတဲ့တဆေများလား။နောက်နေ့မနေ့မှာတော့ယဟန်တော်နှစ်ပါးကပဲကိုဖျက်ပြီးတော့တခြားနေရာကိုဒုတင်ဆက်ထွက်ဖို့ပြင်ဆင်နေကြပါလေ။ဆရာတော်အုံးကညတော်ကဖျက်ရက်ကိုတွေးနေတော့မှာပဲ။ဒါနဲ့ဆရာတော် join ကိုမေးလိုက်ပါလေ။ဆရာတော် join ဟိုအဖေနဲ့သမီးကလူလားတဆေလား ဆရာတော်ဂျွိုင်းကနောက်ပြောင်ပြီးတော့ပြန်ဖြေပါတယ်ဆရာတော်အုံးလူကိုလူလို့မြင်တာနဲ့တဆေဖြစ်နိုင်မှာမလားဒါမှမဟုတ်ဆရာတော်တခုခုမြန်တွေ့ခဲ့လို့လားကျွန်တော်ကတော့အဲ့ဒီအမျိုးသမီးကိုလူလို့ပဲထင်တယ်တဆေနဲ့တော့တစ်စက်မှမတူဆရာတော်အုံးကသူ့ရဲ့တန်တရားတွေကိုစိတ်ထဲမှာပဲထားလိုက်ပါတယ်အဲ့ဒီချိန်ဆရာတော်ဂျွိုင်းနဲ့ဆရာတော်ထောင်တို့ကချောင်းစီကိုမျက်နှာတိတ်ဖို့တောက်ဖို့ရေထဲဖို့သွားကြပါတယ် ဆရာတော်အုံးကတယောက်တည်းပစ္စည်းတွေကိုတင်းနေတော့မှာတောင်ပေါ်သူလေးကသူ့စီကိုရှောက်လာပါတယ်။ဆရာတော်အုံးကအယမ်းလန့်သွားပါတယ်။အခုမြင်နေရတဲ့တောင်ပေါ်သူလေးကအလှပတောက်ပနေပြီမေ။ညတော်ကအိုစားပြီးတော့ဖောင်းကားနေတဲ့ပုံရိပ်ကိုပဲမှတ်မိနေပါသေးတယ်။ဒါကြောင့်တောင်ပေါ်သူလေးကိုတိတ်မကြည့်ချင်ပါဘူး။ဆရာတော်ဒုတင်ခကြီးဆက်တော့မလား။ဟုတ်တယ်ဒကာမလေးဒကာမလေးပြောတာတကူရှိလို့လား။ညတော်ကဆရာတော်လူဝဲလေးကိုပြောခဲ့တာ။ဆရာတော်သဘောတူပါမလား။ငါအခုချက်ချင်းတော့လူမထွက်နိုင်သေးပါဘူးဒကာမလေး။ ါးယဟန်ဝင်းနဲ့ပဲဆက်နေခြင်းသေးတယ်။ဒီနှစ်မိုးရာသီကအရန်အေးချမ်းပါပဲနော်။ထိုအမျိုးသမီးရဲ့စကားအဆုံးမှာတော့သူမရဲ့ခန္ဓာကိုယ်ကပြောင်းလဲသွားပြီးတော့ခေါင်းမှာတရဖူဆောင်းထားပြီးတော့အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ရုပ်ချောတဲ့နတ်သားတစ်ပါးဖြစ်သွားပါတော့တယ်။နတ်သားရဲ့ခန္ဓာကိုယ်ကနေလဲအလင်းတန်းကြီးထွက်ပေါ်နေပါတယ်။နတ်သားရဲ့မျက်နှာကလည်းကုသိုလ်ကောင်းမှုများနဲ့ပြည့်ဝနေပါတယ်။ဒါဒါပါလေဖုန်းတော်ကြီးကိုရှိခိုးပါတယ်။ဖုန်းတော်ကြီးကလူမထွက်ချင်ဘူးလို့ပြောလိုက်တာ တပည့်တော်အယံဝမ်းသာပါလေဒကမာလေးကနှစ်သားလားတပည့်တော်ကဒီတော်အုပ်ကိုတခြားနှစ်တွေနဲ့အတူတူစောင်းရှောက်နေတဲ့နှစ်သားပါဒါကြောင့်ဒီတော်အုပ်ကိုရွာသားတွေနဲ့ရှေးရဟန်းတော်တွေခေါ်တဲ့အချိန်တောနတ်ပုံလို့ခေါ်ကြတာပါဒါဆိုရင်ညတုန်းကငါမြင်ခဲ့ရတာဒကမာလေးရဲ့ကိုထင်ပြောင်းလဲမှုလားဟုတ်ပါတယ်ဖုန်းတော်ကြီးကတေဆုံးတဲ့အထိယဟန်းဝစ်ဖို့စိတ်ပန်းဖြတ်ထားတာကိုတပည့်တော်မြင်လို့လိုလိုက်ကြပါဖုန်းတော်ကြီးကအမြဲတမ်းကောင်းမွန်စွာကျင့်ကြံနေထိုင်ခဲ့ပါတယ်ဒါပေမဲ့ ကိလေသာနဲ့အတိတ်ကံတွေကြောင့်လူဘဝကိုတောင်းတလာပြီးတော့ယဟန်ဘဝကိုစွန့်ကျင်လာတယ်။အမျိုးသမီးတစ်ယောက်ရဲ့ရုပ်ရည်လှပလာကိုမှန်မောတဲ့အတွက်ကြောင့်ပါ။ဒါကြောင့်တပည့်တော်ကဖုံးတော်ကြီးကိုတကယ်တော့ဖုံးတော်ကြီးကခဏတာရုပ်ရည်အလှကိုမှန်မောနေတာကိုသိစေချင်လို့အဲ့ဒီအမျိုးသမီးအဖြစ်ကိုထင်ပြောင်းလဲခဲ့တာပါ။ဒီຢာတွေကတနေ့မှတော့ပြောင်းလဲသွားမှာပါ။ထာဝရလူငယ်လူရွယ်အဖြစ်ရှိနေဖို့ဆိုတာမဖြစ်နိုင်ပါဘူး။တနေ့မှအိုမင်းပြီးတော့နာမကျန်းဖြစ်ပြီးတည်ဆုံးရမှာပါ။နောက်ဆုံးမြေကြီးတဲကိုပြန်လဲရောက်ရှိသွားမှာပါ။ တခါလေးသတိပေးတဲ့တော့ကျေးဇူးတင်ပါတယ်မဟုတ်ရင်ငါလူထွက်ပြီးတော့လူဘဝမှာဆင်းရဲဒုက္ခတွေနဲ့ကြုံတွေ့ရတော့မှာဖုံးတော်ကြီးသတိရှိနေတာကိုတပည့်တော်အယံဝမ်းသာမိပါတယ်အရင်ကအမားယွင်းနေရှိခဲ့ရင်လေလူတိုင်းကအတွေ့အကြုံရမှာပါတပည့်တော်ကုသိုလ်ကောင်းမှုတွေကိုတာရုခေါ်ပါတယ်ဖုံးတော်ကြီးကလည်းတရားလမ်းကြောင်းမှာအောင်မြင်မှုရပါစေရုပ်ချောတဲ့နေသားကဆရာတော်အုံးကိုရှစ်ခိုးပြီးတော့တဖြည်းဖြည်းပြောက်ွယ်သွားပါတော့တယ်ဆရာတော်ထောင်းတယ်ဆရာတော်ဂျိုင်းတို့ကလည်းချောင်းကနေပြန်လာပြီးတော့အဲ့ဒီနေသားပြောခဲ့တဲ့တရားများကိုကြားလိုက်ရပါတယ် ဖုန်းတော်ကြီးကအာတုဘကမ္မထံကိုကြည့်ညင်ရပါလိမ့်မယ်။တေဆုံးမိသားခန္ဓာကိုယ်ကိုတွေးတောဆင်ခြင်ခြင်းနဲ့ခန္ဓာကိုယ်ရဲ့မလှပမှုမမြဲခြင်းတို့ကိုအမှန်တိုင်းသိမြင်နိုင်မှာပါ။အမှန်တိုင်းသိမြင်တဲ့အခါမှာတော့ရုပ်အတန်အနက်အရာသာအထီးတွေ့ဆွဲလန်းခြင်းနဲ့ခြေနဲ့ခြင်းတွေကိုဆွလွတ်နိုင်မှာပါ။အဲ့လိုပြောလိုက်တော့ဆရာတော်အုံးကဆရာသမားဖြစ်တဲ့ဆရာတော်ထောင်ကိုရှ िख ိုးလိုက်ပါလေ။အဲ့ဒီအချိန်မှာတော်ရုပ်ထဲမှာရှိတဲ့နတ်များသာကတာရုခေါ်သံများထွက်ပေါ်လာပါတော့တယ်။မိတ်ဆွေတို့ကရောတောနတ်ဘုံတကယ်ရှိတယ်ဆိုတာယုံကြည်ပါသလား။ ိတ်ဆွေတို့ဒါဆရာတော်အောင်ဆိုရင်ရောကိလေသာတွေကိုဆွတ်လွတ်နိုင်မှာမလားဟုတ်ကဲ့ကျွန်တော်တို့ရဲ့စင်နေဆက်နေမှုကိုဒီမှာပဲရည်နာဝင်ပြပါခင်ဗျာကျွန်တော်တို့စင်နေဆက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့ပြတဲ့ရခင်ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်